အနာကမှာကိုဘွားထဲကပါတွေပြောင်းလဲသွားမှလဲကိုရဲ့ဘဝအချိန်ကြီးကတော့ဘလို့တိုးတက်ပြောင်းလဲလာမှလဲဒီလက်ရှိရှိရင်ဆွဲတိုင်းမဲ့ဆက်နေမလားဆက်ပြီးတိုးတက်လာမလားပြောင်းလဲမှုတွေနဲ့အောင်မြင်မှုလက်တကန်ကိုရနိုင်မလားဆိုရက် pick up and reading လေးပဲဖြစ်ပါတယ်အဲ့တော့ in general နဲ့ timeless ဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုအခုမှကြည့်ဖူတဲ့တူတော်လောက်ကောင်းတမောင်းမဟုတ်ရင်လည်းကျွန်တော်ရဲ့ view ကအဟောင်းလေးတူတော်လောက်ကောင်းထုံးစံအတိုင်းရွေးလေးရွေးထားရှိနေကြအတိုင်းပဲအရှိမှချထားတဲ့ Chris တဲ့၃မျိုးချထားပေးထားတယ်ပေါ့နော်ဒါက ဒီ pine 1အတွက် green adventure christian ဒါက pine 2အတွက် red jasper christian နဲ့ဒါက pine 3အတွက် amethyst christian ပေါ့နော်အဲ့တော့ဒီချိမှချထားတဲ့ christian 3မျိုးထဲကနေပြီးတော့ကိုယ်နဲ့ energy match ဖြစ်မဲ့တဲ့ christian တစ်ခုကိုရွှေ့ပေးပေါ့နော်ဒါက pine 1ဒါက pine 2ဒါက pine 3ပါ စစ်စစ်ဆက်နဲ့တေချာလေးကိုရဲ့အနာကက်အကြောင်းကို သွေးပြီးတော့ကိုကိုဆွဲဆောင်နေလို့ခံစားရတဲ့ ဖိုင်းလေးတစ်ခုကိုရွေးပြီးတော့စိတ်ထဲမှာမှတ်ထားပြီးပါခဏနေ read မှာအလုံးကိုပြန်လည်သိဆုံးကြပါမယ်ခင်ဗျာပိုင်ဝန်လေးတွေ့ရောက်ပြီလားမသိဘူးဗျာအဲ့တော့ကျွန်တော်လည်းတူတူဒီ reading လေးကိုကြည့်ကြမယ်ပေါ့နော် okay တော့ဒီ strength ကိုကြားတယ်လက်တော်မှာကိုကဘဝတစ်ခုလုံးကိုတိုးတက်ပြောင်းလဲဖို့အတွက်ကိုဒီနေ့မကုန်ခင်ပါ အပြောင်းလဲဖြစ်သွားမယ်ပြီးတော့ဒီအနောက်ရှက်အသားစီးကြွေကကိုပွားထဲကိုဝင်လာနိုင်နေပေါ့နော်ပုံမှန်ထက်ကိုကိုပွားထဲဝင်လာနိုင်တဲ့ပုံစံမျိုးလေးတွေဖြစ်နိုင်နေပြီးတော့အဲ့ဒီအရာတွေပြီးတော့အပြောင်းလဲတွေကိုလည်းကိုကလက်ခံနိုင်အောင်ကြိုးစားရမယ့်စိတ်မျိုးနဲ့ရှေ့ဆက်ရမယ်ပေါ့နော်ဘလို့အချိန်နေမျိုးပဲရောက်လာရောက်လာဒီရဲ့အရာတွေကိုကိုလုံးကကိုမှကြော်ဖြတ်နိုင်တဲ့နည်းလမ်းမျိုးလေးတွေရှိတယ်ပြီးတော့ကိုကလေဒီလက်တလောမှာကိုရဲ့အသွင်စိတ်တွေကတောင်းတနေတဲ့အရာတွေကိုတကားတွေစီးတွေပေါင်းနေမှာချထားပင်းနဲ့ လက်တွေ့ကြကြနဲ့တွေးခွင့်ပေးဖို့လိုမယ်ပြီးတော့ဖွင့်တာပေးဖို့လိုအမှန်အကန့်လိုမျိုးတွေရှိတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့အသွေးပေါင်ခက်တဲ့တဲ့အရာမျိုးတွေလှုပ်ချင်တဲ့အရာမျိုးတွေကိုဆိုရင်လည်းမလှုပ်ဘဲနဲ့စိတ်ထဲမှာသွေးတော်ယုံနဲ့အများရှိနေတဲ့ကိစ္စမျိုးတွေဆိုရင်အသွေးထက်ကျော်လွန်တဲ့အရာမျိုးတွေနဲ့ချိန်ဆရမဲ့ပုံစံလိုမျိုးတွေရှိတယ်ဟိုကိုကပေါ့နော်အပူပေးတဲ့သူတယောက်မဟုတ်ဘဲနဲ့ကိုကဒီမှာမြင်တဲ့အတိုင်းပဲ healing လုပ်ပေးတဲ့သူတယောက် အပူတွေကိုငိမ့်ချမ်းအောင်လုပ်ပေးတဲ့သူတယောက်ဖြစ်ဆက်ပြီးနေရာမဲ့ပုံစံမျိုးတွေရှိတယ်။အပူငိမ့်အောင်သူများရဲ့အပူတွေကိုကပြက်လိုက်ပြီးဖြည့်ရှင်းပေးရတဲ့သူမျိုးတွေသူများရဲ့အခက်အခဲတွေကိုကိုကဖြည့်ရှင်းပေးရတဲ့သူမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ပြောမယ်ဆိုရင်ပတ်ဝန်းကျင်မှာပုံမှန်ထက်အနစ်နာခံတတ်တဲ့သူမျိုးလေးတွေကဒီပိုင်းရင်းထဲမှာပုံပြီးပါတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ်။ကိုရဲ့အရှိမရင်ဆိုင်ရမယ့်အခက်အခဲတွေကိုဘလူးမဖြတ်ကျော်လို့မရဘူးပေါ့နော်။ကို မမျောလင့်ထားတဲ့အရာမျိုးတွေကမျောလင့်ထားတဲ့အရာမျိုးတွေကရောက်လာနိုင်တဲ့ပုံစံလိုမျိုးတွေရှိတယ်ဘလို့ပဲဖြစ်ဖြစ်ဘလို့အခက်အခဲမျိုးပဲဖြစ်နေပါစေအောင်ကိုမကြော်လွားနိုင်တဲ့စိတ်မျိုးတွေရှိတယ်ပေါ့နော်ကိုရမသိစိတ်ကနေပြီးတော့တောင်းတနေတဲ့အရာမျိုးတွေရှိနေမှဆိုရင်လည်းဒီအရာမျိုးတွေကိုခွင့်ပြုပေးတဲ့ပုံစံလိုမျိုးတွေရှိတယ်ကိုကနေပြီးတော့လေဒီတခြားလူတွေကိုကူညီပေးရတာမျိုးတွေအားလိုက်ချက်ရှိတဲ့သူမျိုးတွေကိုဆိုရင်ကိုက ဘလို့အနေထားပဲဖြစ်ဖြစ်စီယုံနိုင်စွမ်းမျိုးတွေရှိတဲ့ပုံစံမျိုးတွေရှိတဲ့အဲတုံးစုတိုက်ကြစုဂိုက်ဆိုတဲ့စိတ်မျိုးနဲ့ဒူပီဒမစ်ခံမဲ့သူမျိုးတွေကဒီပိုင်းကိုပို့ပြီးအွေများလေးမယ်လို့တော့ထင်တယ်ပြီးတော့ကိုကားပေါ့နော်အသက်နိုင်ဆုံးစူးစားပေးနေပြီမဲ့တစ်ခါတလေခါကြာရင်အာနေချက်ဖြစ်သွားတဲ့အခိုက်အတန့်မျိုးတွေဖြစ်တဲ့တဲ့ကိုလှုပ်ပြီးမဲ့လေလှုပ်တဲ့အတိုင်းထိုက်တန်တဲ့အရာမျိုးတွေပြန်မရတာမျိုးတွေကိုကောင်းပြီးမဲ့ကောင်းတဲ့အတိုင်းပြန်ပြီးမရနိုင်တဲ့ကိစ္စမျိုးတွေရှိတယ်ပေါ့နော်ဘလို့ပဲဖြစ်လာဖြစ်လာကိုဘလို့ပဲကြုံလာကြုံလာကိုရဲ့အသွင်စိတ်ပီစားတစ်ခုကိုယုံကြည်ပြီးတော့ ဒီမကောင်းတဲ့အရာမျိုးတွေမကောင်းတဲ့ negative energy မျိုးတွေမသွေးဘဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုသေချာချုပ်တီးမဲ့ဆိုရင်တော့အဆင်ပြေလိမ့်မယ်ထင်းချမှုမလွတ်စင်နေပါတော့ဘာပဲဖြစ်လာဖြစ်လာငါကဘလို့လူမျိုးဆိုရဲစိတ်မျိုးနဲ့ပဲအမြဲတမ်းရှိဆက်သွားတတိလွတ်တိုင်းလိုလိုအသိစိတ်အမြဲတမ်းပြန်ကပ်ပြီးရှိဆက်မယ်ဆိုရင်တော့ပိုပြီးအဆင်ပြေလိမ့်မယ်ဗျကိုကိုယ်တိုင်းတိုးသက်ပြောင်းလဲဖို့အတွက်ဒီရုပ်ပိုင်းဆိုင်ရာမှာကောစိတ်ပိုင်းဆိုင်ရာမှာကောပေါ့နော်ကိုကဘာကိုလုံနိုင်တယ်လဲဘာတွေပြောင်းလဲဖို့လိုအပ်နေလဲဆိုတော့ကိုကိုကကိုပြန်မေးလို့တော့ ဒါရိုကတ်ကတော့မေခွန်ပြန်ထုတ်လာတယ်ပေါ့နော်ကို့မှာပြောင်းလဲဖို့အတွက်ဘာတွေလိုအပ်ချက်ရှိနေတယ်လဲအဲ့ဒီအရာကိုပြောင်းလဲဖို့လုပ်ဖို့လိုမယ်လို့ကတ်ကတော့ပြောနေတယ်အဲ့တော့ကို့ဘာတွေလိုအပ်နေလဲဆိုတာကိုကိုကိုယ်တိုင်တိကျပြန်စဉ်းစားပါတော့ physical manche စသဖြင့်ရုပ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာကိုဘာလို့အချက်ရှိနေလဲဆိုတော့ကိုကိုယ်တိုင်ပြန်မေးရမယ်လို့တော့ကကတော့ပြောနေရပြကိုရဲ့စိတ်ထဲကနေပြီးတော့တောင်းတနေတဲ့အရာမျိုးတွေကိုရဲ့စိတ်ထဲကနေလှုပ်ချင်စေရှိတဲ့အရာမျိုးတွေကိုလှုပ်ဖို့အတွက် ခွင့်ပြုပေးဖို့လိုအပ်နေတဲ့ပုံစံမျိုးတွေရှိနေတယ်လို့လည်းဒီမှာနမိတ်တော်ရှိနေတယ်ပေါ့နော်ကိုကပုံမှန်ထက်ကိုဒီ nick မကုံခင်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေတွေကြုံရလိုက်မယ်တဲ့အဲ့တော့ကိုအရင်ကထက်သက်မရင်ကျက်လာတာမျိုးတွေစိတ်ကံစားချက်အရင်ကလည်းမျိုးမဟုတ်တော့ဘဲနဲ့စိတ်ကံစားချက်ပို့ပြီးလေးလေးနက်နက်တွေးတက်လာတာမျိုးတွေ serious ထားတက်လာတာမျိုးတွေဖြစ်လာနိုင်တဲ့အကန့်မျိုးတွေရှိမယ်တဲ့ပြီးတော့ကိုရဲ့ပတ်ဝန်းကျင်မှာပေါ့နော်ကိုကို နေထိုင်နေတဲ့အမြင့်တနေရာကိုသူမော့သွားတဲ့သူမျိုးတွေကိုနေနေတော့မှပဲကိုယ့်ရဲ့ aura ကိုယ့်ရဲ့ဂုံကမနေတတ်တဲ့ပုံစံမျိုးနဲ့ကိုယ့်ကိုအားကျတဲ့သူမျိုးတွေကရုပ်တရက်ကြီးအချိန်တခုံတို့ဝုန်းကနေတိုးတလာမဲ့အချိန်မျိုးတွေလည်းရှိတယ်။အတိတ်ကခါတိခဲ့တဲ့အရာမျိုးတွေရှိမယ်ဆိုရင်တော့ဒီအရာတွေအကုန်လုံးကိုအမြဲဆုံးကြော်လွားနိုင်ပြီးတော့ကိုယ့်ရဲ့အနာဂတ်မှာဖို့အဆင်ပြေဖို့ကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့တောင်းတနေတဲ့ကောင်းမွန်တဲ့ဆန္ဒတွေကိုခွင့်ပြုပေးဖို့လိုအပ်နေတဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့အတိတ်နဲ့တတိအမြဲတမ်းရှေ့ဆက်သွားမယ်ဆိုရင်တော့ ဒီနေ့မကုန်ခင်မှာပြောင်းလဲမဲ့အပြောင်းလဲတွေအကုန်လုံးကနောက်တစ်နှစ်တွေနောက်ထပ်နှစ်တွေအတွက်ကိုယ်တော်လုံးဝအကောင်းဆုံးဆိုတဲ့အရာမျိုးတွေကိုပဲဖြစ်လာပါလိမ့်မယ်ခင်ဗျာအဲ့တော့ဒါကဒီရရီတန်အတွက်ဖိုင်းဝမ်လေးတွေကိုမြင်တဲ့နမိတ်လေးပါကိုနဲ့ energy match ဖြစ်လာကိုနဲ့ energy ကိုက်လာဆိုတော့ကိုကိုမမမှန်ခဲ့ပြီပို့တိုင်းမြတ်တရားခံအပ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ခဲ့ပြီးဖို့အတွက်အားလုံးကိုမေတ္တာရခံအပ်ပါရခင်ဗျာအားလုံးပဲ see you next video နောက် video မှာဆက်ဆက်တွေ့ကြပါမယ်ဗျာ ပိုင်း2လေးတွေအားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့ဒီပိုင်းကလေဟိုပထမကလေးကကိုကကိုဖြစ်ချင်တဲ့အရာတွေဖြစ်တဲ့အရာတွေကိုပထမဆုံးဖြစ်လာနိုင်ဖို့ပေါ့နော်အချိန်တစ်ခုပေးရမယ့်ပုံစံလေးမျိုးလေးတွေရှိနေတယ်စိတ်နဲ့လောနေတာမျိုးတွေအရင်ဆုံးမြင်နေစိတ်မလောပါနဲ့တဲ့ပြီးတော့ကိုယ့်ရဲ့ကောင်းမွန်တဲ့အရာမျိုးတွေကိုဖြစ်လာနိုင်ဖို့အတွက်အရာအလုံးကအချိန်ပေးရပါမယ်တဲ့ပြီးတော့ ေးရတဲ့အချိန်ရှိမယ်ဆိုရင်တော့မှပဲအဲ့ဒီအချိန်နဲ့ထိုက်တန်တဲ့အရာမျိုးတွေရလက်မျိုးတွေကိုဘွားတွေကိုဝင်လာပါမယ်ဆိုရက် message မျိုးတော့ရှိနေတယ်ပေါ့နော်အရင်ဆုံးကိုကကိုရဲ့အသွေးထဲမှာရှုပ်ထွေးနေတာမျိုးတွေပြီးတော့ပြဿနာတွေကြုံလာပြီဆိုရင်တီးခန့်ချင်လာအောင်မြင်ချင်းဆိုတော့ဇကားကိုလက်ခံကျင့်သုံးဖို့လိုအပ်လိမ့်မယ်ပေါ့နော်ကြည်ရတာကလေဟိုပေးတော့လဲပေးတိုင်းပြန်မရတဲ့သူမျိုးတွေပေးဆက်ခံပြီးတော့အနစ်နာခံပုံမှန်ထက်ကိုဒူပေတံပေဟို ပေးဆက်ဖို့မြင်မွေးဖွားလာတလားအောင်မရတဲ့သူမျိုးတွေကဒါကိုအရွေးများနိုင်တဲ့ပုံစံမျိုးတောင်ရှိနေတယ်ပေါ့နော်ဆေးရှုပ်စရာတွေပြည်လာတိုင်းလို့လို့အမြဲတမ်းဖြည့်ပြီးတီးခံလိုက်ပါတဲ့ဘာဖြစ်လာမလဲပြီးတော့ဘာဖြစ်ရမလဲဆိုတာကိုကိုယ်ကိုယ်တိုင်တွေးစကြိုးစားနေတဲ့သူမျိုးလေးတွေအနေနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတိတ်ပြီးဦးစားမပေးနဲ့ကြိုးစားသွားအတတ်နိုင်ဆုံးကြိုးစားသွားဘယ်လို reset ပဲရရငါရင်ဆိုင်မယ်ဆိုရက်စိတ်မျိုးနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့အာ ပုံကိုမန်းထားတာထက်ပိုတဲ့အခြေအနေတခုကိုရောက်နိုင်မဲ့ပုံစံမျိုးလေးတွေရှိတယ်တဲ့ကိုလည်းသူလုံးမှာကြုံတွေ့နေရတာမျိုးတွေခံစားနေရတာမျိုးတွေကပြဿနာမျိုးတွေရှိနေတယ်ပြဿနာမျိုးတွေများနေနေတာပေါ့ပဲအဲ့ဒီအရာတွေအတွက်အဖြစ်တခုကတော့ရှိစမြဲဆိုတဲ့ပုံစံမျိုးတော့ဒီမှာတော့ကြာလာတာပေါ့နော်အဲ့တော့ believe in yourself you are your master ပေါ့နော်ကိုကတော့ကိုရဲ့ဆရာသခင်တယောက်ပဲဒါကြောင့် ကိုဘာပဲဖြစ်လာဖြစ်လာတခြားလူထံငါကိုယ်တိုင်ဖြည့်ရှင်းမယ်ငါကိုယ်တိုင်ရင်ဆိုင်မယ်ဆိုတဲ့စိတ်မျိုးနဲ့အများတန်းတတိယပါလို့ဆိုရဲ message ကတော့ဒီမှာတော့ပါလာသေးတယ်ပေါ့နော်ကိုမျောလင့်ထားတဲ့လူတွေဖြစ်မလာရင်ပြီးတော့ဘာလုပ်ရမလဲဘာဖြစ်တင်လဲလို့ကိုကိုယ်တိုင်ကိုတေချာဆုံးဖြတ်ချက်ချဖို့လူနေတယ်ဆိုရင် just only thing is believe in yourself and keep on going on your way ပေါ့နော်ကိုကိုယ်တိုင်ယုံကြည်ပြီးတော့ကိုယ့်ရဲ့လမ်းကိုငါရှေ့ဆက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ပဲတွေးထားနိုင်မယ်ဆိုရင်ကိုလို့ ဒါထပ်ပို့တဲ့ reset မျိုးကိုရနိုင်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာတော့ရှိနေတယ်ဗျပြီးတော့ကိုကိုတိုင်းကလည်းဒီလက်ခံမှုအတိုင်းရှေ့ဆက်သွားနိုင်လို့ရတယ်ဒါပေမဲ့လူရင်းနဲ့အပေါင်းအသင်းတိတ်ပြီးမလုပ်ချင်တော့တဲ့စိတ်မျိုးတွေလူရင်းနဲ့ဝေးရောက်ထွက်သွားချင်တဲ့စိတ်မျိုးတွေဖြစ်နေတတ်တယ်ကြည့်ရဲ့အဲ့ဒီစိတ်မျိုးတွေဖြစ်နေမယ်ဆိုရင်တော့ဒါကကောင်းတဲ့အရာမျိုးတစ်ခုမဟုတ်ပါဘူးကိုကိုတိုင်းပတ်ဝန်းကျင်မှာကြုံတွေ့နေရတဲ့သူမျိုးတွေက toxic ဆန်တယ်လို့ပြီးတော့ဒီပတ်ဝန်းကျင်ကနေငါထွက်သွားချင်ပြီလို့စိတ်တဲ့အဲ့လိုစိတ်မျိုးရှိမယ်ဆိုရင်တော့ဘဒုံးမှ ထွက်သွားဖို့မကြိုးစားပါနဲ့လို့တော့ဒီမှာဝန်ငင်ကြီးပေးလာပါတယ်ထွက်သွားဖို့စဉ်းစားနေရဆိုရင်ရတန်ကရဲ့ okay ဒါတော့ကက်ကန်နမိတ်ကပြောတာပါအဲ့တော့ကုကမှာကုရဲ့ခံစားချက်မှာအကူအညီတွေလိုအပ်လာတယ်ဆိုရက်ခိုက်တဲ့မျိုးတွေပြီးတော့လိုအပ်တဲ့လောက်လုံးအနည်းနဲ့အခိုက်အတန့်မျိုးတွေကိုတယောက်ထဲသွားတာမျိုးထက်ပတ်ဝန်းကျင်နဲ့တိုင်းမင်းဆွေးနွေးပြီးတော့ကိုယုံကြည်ရတဲ့သူမျိုးတွေကိုအဖြေတစ်ခုရအောင်ကုခန်စားချက်ကိုပြောပြပြီးတော့အဖြေရှာမယ်ဆိုရင်တော့ တိတာထင်ရှားမြင်သာတဲ့အခြေအနေမျိုးတွေကိုရလာပါလိမ့်မယ်လေပြနှစ်မကုန်ခင်အခြေအနေမျိုးမှာတောင်လိုလိုများလိုလိုခံစားချက်မျိုးတွေရှိနေမယ်ဆိုရင်တော့ဒီအရာမျိုးတွေကတယောက်တည်းဖြစ်ရှင်လို့မပြီးပါဘူးပတ်ဝန်းကျင်တငယ်ချမ်းပေါင်းတင်လို့ပါတယ်ဒါကြောင့်ကိုကိုယ်တိုင်ဖြစ်ရှင်လို့မပြီးတဲ့ကိစ္စမျိုးတွေခါချရင်အကူအညီရယူဖို့နဲ့ကိုယ့်ရဲ့ဇင်တဲ့ကစကားတခုပြောဖို့ရှိမယ်ဆိုရင်လည်းပြောဖို့မလေးပါနဲ့ဆိုတဲ့စကားမျိုးတော့ဒီမှာတော့ကြားလာပါတယ်ခင်ဗျာအဲ့တော့ ကိုကဒီဗီဒီယိုနဲ့ energy ကညီမှုရှိလား energy တိုက်ဆိုင်မှုရှိလားဆိုတာကိုလည်းမှန်ခဲ့ပြီးပါအောင် ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လုပ်ခဲ့ပြီးဖို့အတွက်အလုံးကိုမြေတားရက်ခံအပ်ပါတယ်ခင်ဗျာအလုံးမဲ့နောက်ဗီဒီယိုမှာဆက်ဆက်ပြန်တွေ့ကြပါမယ်ဗျာဒီပိုင်းကိုပထမဆုံးမြင်တာကလေဒီ တဘာဝတရားကြီးရဲ့ဖြစ်တည်မှုတွေပေါ့နော်ဒီမြေလေးမိသက်ကြီးလေးပါပြီးတော့ဒီ spiritual ဝိညာဉ်လောကတန်းနဲ့ပတ်သက်ပြီးတခုခုအသက်စားချင်နေရာမျိုးလေးတွေပြီးတော့ပညာသင်ချင်တာမျိုးဒါမှမဟုတ်ရင်လည်းပညာရေးအကန့်နဲ့ပတ်သက်ပြီးတော့လူချင်းလိုအပ်နေတဲ့အရာမျိုးတွေရှိမယ်လို့အရင်ဆုံးမြင်တယ်လက်တွေ့မှာလူသတ္တမများနဲ့ပေါင်းသင်းဖြစ်တဲ့ပြီးတော့အရင်ကထက်ကိုကန်ဂျမာကဒီ နှစ်အစလောက်ကနေစပြီးတိုးတက်ပြောင်းလဲလာတာမျိုးတွေကိုကိုရိုင်းအားရလာတဲ့အခိုက်အတန့်မျိုးတွေနဲ့လက်ရှိစူးစမ်းနေကြမျိုးတွေရှိမှန်ဆိုရင်လည်းစူးစမ်းနေတာအကုန်လုံးကိုအားရနေတဲ့အကန့်မျိုးတွေရှိနိုင်တဲ့ဆိုတဲ့ပုံစံမျိုးတွေရှိတယ်။ပြီးတော့ဒီကတ်နမေးရဆိုရင်တော့ keep on going မော်လို့စူးစမ်းနေတဲ့လူတိုင်းအတွက်နေရာတစ်ခုကတော့ရှိတယ်။ဒါကြောင့်ကိုကိုရိုင်းကိုရဲ့လမ်းစာကိုဆက်ပြီးစူးစမ်းသွားပါဆိုတဲ့နမေးမျိုးတွေဒီမှာတော့ရှိရဲ့ဗျ။ကိုယ်ကရင်ကဒီ spiritual land ကြောင်းမျိုးတွေပြီးတော့ဒီ universe မျိုးဒါမဟုတ်ရင်လည်းဒီ logic land ကြောင်းတွေနဲ့ပတ်သက်ပြီးအေချမ်းမှုတွေကိုပို့ပြီးလိုချင်နေတယ် ဒီလိုအရာမျိုးတွေကိုစိတ်ဝင်ဆိုင်စိတ်ဝင်စားစိတ်ဝင်ဆိုင်ရအောင်ပါပဲကိုပညာရက်တစ်ခုခူကာကိုစီကိုရောက်လာဖို့မျိုးတွေတမောင်မောင်ရဲ့ဒီအရာမျိုးတွေကိုလေ့လာဖို့အခွင့်အလမ်းရောက်လာမယ်ဆိုတဲ့ပုံစံမျိုးတွေရှိတတ်တယ်ပေါ့နော်လှုပ်လှဆလူမျိုးလေးတွေဒီလမ်းကြောင်းမျိုးတွေ spectral တို့ဒီဘာသာရေးလမ်းကြောင်းမျိုးလှုပ်လှဆလူမျိုးတွေပါမယ်ဆိုရင်လေကိုလှုပ်နေတဲ့အခိုက်အတန့်မျိုးတစ်ခုနေရာတစ်ခုနေပဲတစ်ခုရောက်သွားနိုင်မယ်ပုံစံမျိုးတွေရှိတယ်ဗျကိုရဲ့အသွေးအမြင်တွေကိုရဲ့စိတ်ကံစားချက်တွေကိုကဘာကြီးကိုရရဲ့ကြီးချပြနိုင်ဖို့လိုအပ်တယ် အသက်ကြီးတဲ့ဆရာသမားတယောက်ရောက်လာလိမ့်မယ်အသက်မကြီးရင်တောင်မှပဲဒီကိုထက်တင်ငင်ကျက်တဲ့သူတယောက်မျိုးနဲ့ကိုဘဝထဲမှာတွေးလာမယ်ဆိုတဲ့ပုံစံမျိုးတွေရှိတတ်တယ်ပေါ့နော်ဘာသာရေးအကန့်မျိုးမှာဆိုရင်တော့ဘာသာရေးဆိုတာမျိုးတဲ့လူပုဂ္ဂိုလ်မျိုးတွေမှာဆိုရင်လူမျိုးခြားအကျိုးပေးတဲ့ထင်မြင်မျိုးတော့ပါတယ်ကိုနဲ့မတူတဲ့လူမျိုးຫນွယ်ဝင်တွေကကိုကိုအကျိုးပေးတတ်တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ကိုကဒီလက်တော်ကာလမျိုးမှာလူနေရောက်ကိုလမ်းပြရတာမျိုးတွေတမမဟုတ်ရင်လည်းဒီလူနေရောက်ကိုဆရာလုပ်ပြီးတော့ ီဟာလို့ဒီဟာလို့ဆိုပြီးတော့ guardians အနေနဲ့ရှေ့ဆက်သွားမယ်ပုံစံမျိုးတွေရှိတယ်ပုံမှန်ထက်ကိုတည်ငြိမ်ရင်းချက်လာပြီးတော့ aura ပြင်လာမယ်ဆွဲဆွဲတန်းညူးသက်ကောင်းလာပြီးတော့ပတ်ဝန်းကျင်ကတော့မှအိုးသူဒီလိုတောင်ပြောင်းလဲလိုက်တော့ပါလားအော်သူတော်တော်လေးပြောင်းလဲလာတာပဲဆိုတော့ comment မျိုးတွေတပါရနိုင်တဲ့အချိန်ဒီခုထိပြောင်းလဲသွားနိုင်နေဆိုတော့သူမျိုးတွေကအများကြီးကိုပါတယ်ပေါ့နော်အဲ့တော့ကိုရဲ့ကြိုးစားမှုအတိုင်းဆက်ပြီးသွားပါကိုကြိုးစားတဲ့အခိုက်အတန့်မျိုးအတိမတ်ပြုခံရတဲ့အခိုက်အတန့်မျိုးတွေရောက်လာပါလိမ့်မယ် ဒီနှစ်မကုံခင်ကာလချားထဲမှာပွဲဒီခဏခဏတက်ရတာမျိုးတွေပြီးတော့လူတွေနဲ့တွေ့ပြီးလူတွေ့လူလူတော်တူလာလိမ့်မယ်ပေါ့နော်ပုံမှန်ထက်ကိုလူရီချားထဲမှာဆက်ဆံပြီးတွေးဖြစ်လာလိမ့်မယ်တော်တော်လှူရှာမှုတွေပူပြီးများလာနိုင်တဲ့အခြေအနေမျိုးတွေမှာရှိတယ်ကိုယ့်ရဲ့စိတ်ထဲမှာလက်တလောကလာမှာဒီဖြစ်ချင်တဲ့အရာမျိုးတွေကိုရှိမယ်ဆိုရင်တော့ယုံကြည်ချက်အတိုင်းရှိဆက်သွားပါ Uh, you are stronger than you think ပေါ့နော်ဒါကြောင့်ကိုကလုံနိုင်တဲ့အတိုင်းလာမျိုးထက်ကိုအများကြီးပိုလုံးနိုင်နေဆိုတာကိုတတိယပါလို့တော့ဒီ message ကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာ အဲ့တော့ဒီ breathing ကနေပြီးတော့ကိုယ်နဲ့ energy တိုက်ဆိုင်မှုရှိလားကိုယ်နဲ့ energy match ဖြစ်လားဆိုတာကိုလည်း comment မှာ main ခဲ့ပြဖို့အတွက်မြေတားရခန့်အပ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ခဲ့ပြဖို့အတွက်မြေတားရခန့်အပ်ပါတယ်ခင်ဗျာအားလုံးပဲ player version နဲ့နေ့တလေးတွေကိုလည်းအမြဲတမ်းပိုင်ဆိုင်ကြပါစီဖြတ် see you in a video